ခပန်းရွှေစည်းနဲ့သူပြည်တွင်းရှိပြင်ပရွှေစည်းတွေပါကြက်သိန်းချောအထိပြန်လဲကြဆင်းလာတယ်လို့ဈေးကွက်ထဲကသိရပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့ကခပန်းရွှေစည်းတောင်ဆောင်းကို4180အထိရှိခဲ့ရှားကနေဒီကနေ့မှ482ဒေါ်လာအထိကြဆင်းလာပါတယ်။အခောက်ရွှေပြင်ပပေါင်းစည်းကလည်းစနစ်ဟောင်းတစ်ချက်သားကို89,900ရှိခဲ့ရှားကနေဒီကနေ့မှ86,000ခွဲအထိဈေးနှုန်းကြဆင်းလာပါတယ်။စနစ်တဲ့ ချက်သားကို86သိန်း2000ရှိခဲ့ရာကနေဒီကနေ့မှ84သိန်းခွဲအထိဈေးနှုန်းကျဆင်းလာပါတယ်။ပြည်တွင်းငွေလဲနှုန်းတွေကလည်းငြိမ်နေသလိုဒသက်သူရွှေရှင်ညွန်စေတမန်ရှိကော်မတီရဲ့ရှင်ညွန်စေကားထော်တချက်သားကို96သိန်း8000အထိ ရှိနေတယ်လို့သိရပါတယ်။ ရွှေစင်းနှုံးတွေဟာပြီးခဲ့တဲ့အပတ်အတွင်းတစ်ချက်သားကိုစက်တသိန်းကျော်မြင့်တက်ခဲ့သလိုအခုတစ်ပတ်ဈေးအဖွင့်မှာလည်းတစ်ချက်သားကိုတသိန်း2000ကနေတသိန်း9000ကျပ်အတွင်းကျဆင်းကအကျဈေးနဲ့ဈေးဖွင့်လာထည်လို့ဈေးကွက်ကျွမ်းကျင်သူကဆိုပါတယ်။ဒါကြောင့်ကမ္ဘာဈေးနဲ့အတူပြည်တွင်းဈေးပါအတက်ကျကျန်းနေတဲ့အတွက်ရောင်းမဝယ်မမဖြစ်ချစေဖို့တတိထားရှောင်းဝယ်ချဖို့လည်းအတိပေးထားပါထည်လို့သိရပါတယ်ရှင်။